ဆေးလေးတောက်တယ်ဆိုတာအချင်းတစ်ခုထက်အများကြီးပိုတယ်ဆိုတာတွေ့ရမှာပါဥပမာအလုံးမအာယုံဆိုင်လို့ကောင်းတယ်ခဏနားချင်းယူဖို့အကြောင်းပြချက်တစ်ခုဖြစ်နေတယ်ပြင်းနေတဲ့အချိန်မှာအဖော်ရတယ်အစားပေးမစားချင်အောင်ထိန်းပေးတယ်စိတ်ညစ်နေတဲ့အချိန်မှာလည်းဖက်သားစီလို့အပေါင်းအသင်းအစ်တဲ့နဲ့ခင်မင်ဖို့လူမွေးကိရိယာတစ်ခုလိုတော့ဖြစ်နေတာဖြစ်တယ်အင်းပါစကတစ်ခုဝါနေရမှာငုံထားရမှာခြေနဲ့တက်တူတွေတက်လေအဆင်ပြေတယ်ဒီချက်တွေအားလုံးကဆေးလေးကိုနေ့စဉ်ပွားရတဲ့စိတ်တပိုင်းလို့ဖြစ်ပါစေဘူးဖျားရခက်စေတဲ့ကြောင်းရည်တွေပေါ့ဟုတ်ကဲ့ဒါဆိုဆေးလေးတစ်ဖွာကိုမင်းငယ်ပြီးရှိုက်လိုက်တဲ့ခိုက်အတန်းမှာ ခန္ဓာကိုယ်ထဲမှာတကယ်တမ်းဘာတွေဖြစ်သွားလဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ပထမဆုံးဆေးလစ်ငွေကိုရှိုက်သွင်းလိုက်တာ ਨੇ ကတ္တရာဆေးအမွန်ဘီလီယံနဲ့ချီပြီးခန္ဓာကိုယ်ထဲကိုဝင်လာတယ်အဲ့ဒီဆေးကကကတ္တရာဆေးတွေကအဆုတ်ရတန့်စင်ရေးစနစ်ဖြစ်တဲ့စီရီယာလို့ခေါ်တဲ့အမွေလေးတွေကိုလုံးဝရပ်တန့်သွားစေတယ်ပြီးတော့အဲ့ဒီအမွန်တွေကအဆုတ်ရအနက်ရှိုင်းစုံတွေကလေအိတ်ငယ်လေးတွေတည်ရောက်သွားရောအဲ့ဒီကနေကစင်နီကိုတင်းကသွေးကြောသေးကိုတန်းဝင်ပြီးစကန်ပိုင်းရဲ့အတွင်းမှာပဲဦးနှောက်စီကိုတွန်းပြန်လို့ရောက်သွားတော့တာပါပဲ ဒါကြောင့်မို့လို့စိတ်လေးတောက်လိုက်ရင်တပြိုင်တည်းတည်းမှတက်ချွနေတယ်လို့လို့အေးဆေးနေတယ်လို့လို့ထူးခြားတဲ့ခံစားချက်မျိုးကိုပေးနိုင်တယ်။ကျမရဲ့အဆုံနဲ့စိတ်လေးတောက်တို့ရဲ့အဆုံကိုရှင်းကြည့်အောင်။ဘယ်ဘက်ကကျမရဲ့အဆုံမှာဆိုရင်စီလီယာလို့ခေါ်တဲ့သန်းစင်ရဲ့ဆဲလေးတွေဟာတမျက်စိလဲတယ်လို့ခုံမုံတွေပတိရတွေကိုအပြုံးတထုတ်ပေးနေတယ်။တကယ်ကိုကခုံးနေတယ်လို့။ဒါပေမဲ့ညာဘက်ကစိတ်လေးတောက်တို့ရဲ့အဆုံမှာတော့အဲ့ဒီစီလီယာတွေကကတိရစီကြောင့်လုံးဝရပ်တန့်သွားတယ်။တချို့ဆိုတေတောင်တေကုန်ရောကိုခင်အားဆဲတွေကလည်းအားနေသွားပြီးကိုယ့်ရဲ့ကျမရဲ့အဆုံတရှုလို့တောင်ပြန်တိုက်ခိုက်တဲ့အချိန်ဖြစ်လာတာပါတယ်။ အရာအလုံးကစိတ်ပက်စရာကြီးပဲတော့မဟုတ်ပါဘူး။တကယ်ကို အားတစရာကောင်းတဲ့တည်င်းတစ်ခုကတော့အသက်၃၀ခန်းနဲ့မတိုင်ခင်မှာဆေးလေကိုအပြည့်ဖြန်နိုင်ခဲ့မယ်ဆိုရင်ဆေးလေလုံးဝမတောက်တဲ့သူတယောက်လိုပဲတက်တန်းစင်နေတိုင်းသွားနိုင်တယ်ဆိုတဲ့အချက်ပါပဲ။ခန္ဓာကိုယ်ရဲ့ကိုယ့်ကိုယ်ကိုပြန်လဲကူးစားနိုင်တဲ့စွမ်းရည်ကတကယ်ကိုအမှန်ခံပါပဲ။